မနာလိုတဲ့အပေါင်းချပေးမယ်ပရီးမီယားလိချန်ပီယံဆုကိုထားထိုင်တန်တန်ဆုခုနိုင်ခဲ့တဲ့လေပါဘူးပရီးသမားလုံးမဲမိန်လာများဝင်လို့ကြောင့် iBack ကိုရှေ့ကို Sport Area ကနေပြန်လည်ကြိုလိုက်ပါရင်အရင်ဆုံးပြောချင်တာက Congratulation ပါကြိုးချနေတော့ပရီးမီယားလိချန်ပီယံဖြစ်လာတဲ့အပေါ်ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါရင်လေပါဘူးရဲ့အောင်မြင်မှုကိုလက်ခုပ်တန်နေနဲ့ချီးမြှင့်ရမှာပါသူတို့ဟာဒီလိုဖြစ်လာဖို့ထိုက်တန်လွန်းလာတဲ့ဘောပါရင်လေပါဘူးတို့အင်္ဂလန်ထိပ်တန်းအမှတ်ပေးချန်ပီယံဆုကိုအကြိမ်နဲ့ဆင်မြောက်ကန်မြောက်နိုင်ခဲ့ပြီးဒါဟာ Manchester United အသင်းနဲ့အရေးအတွက်အတူတူဖြစ်သွားတာလည်းဖြစ်ပါရင် ဘယ်သူတွေဘယ်လိုပဲအပုတ်ချနေပါစေလေဘဘူးဟာဆွမ်းဆောင်ရရချန်ပီယံဖြစ်ဖို့ Titan အကြောင်းကိုအချိန်ချင်းတက်သေးပြပြီးသားဖြစ်ပါရင်ဒါပြန်မဲ့ပရိသတ်တွေအတွက်လက်မခံချင်နိုင်စရာအမှန်တရားဖြစ်ကောင်းဖြစ်နေပါပါတချို့တွေကပြောကြတယ်လေဘဘူးချန်ပီယံဖြစ်တာဟာပြန်ပြန်အသင်းတွေချေချော်နေလို့ပါရင်ပြိုင်ပွဲတစ်ခုမှာချေချော်တာကအမားလောက်တာဖြစ်ပါရင်အမားလောက်တဲ့အသင်းဟာပထမဆုံးနဲ့လွဲတာထုံးစံပါပဲအဲ့တော့လေဘဘူးဟာလိုက်ချော်ပေးရမှာလားဒါကဘာမှမဆိုင်ပါဘူးတခြားပြိုင်ပွဲဝင်နေတပတ်တို့ညံဖြင်းလို့ချေခေါက်လဲကြတာနဲ့ပထမဆုံးရသွားတဲ့သူကိုကန်ကောင်းတယ်လို့တစိမ့်ကလို့မရပါဘူးသူတို့ချေမချော်အောင်အမတ်မရော့အောင်ချန်ပီယံဖြစ်အောင်ကြိုးစားခဲ့တဲ့များအတိမတ်ပြုတ်ကိုပြရမှာပါ ဒါဟာတာတိုပြင်းနေတာလည်းမဟုတ်တလို့မာရသွန်ပြင်းနေတာဖြစ်ပါရင်မန်စီးတီးနဲ့အာဆင်နယ်ကအဓိကကစားသမားတွေဒဏ်ရာရလို့ဆိုလာရင်လည်းဒါဆိုရင်ဒဏ်ရာမရအောင်လုပ်လေလို့ပဲပြောရမှာပါ ိုတင်းကကစားမတွေကိုဒဏ်ရာမရအောင်လုပ်ရမှာကကိုတင်းရဲ့တာဝန်သာဖြစ်ပါရင်ဒီလိုပြောလို့လေဘောက်ကလည်းတင်းပြကျက်ပြအဓိကကစားမတွေကိုပွဲတိုင်းသုံးခွင့်ရနေတာမျိုးမဟုတ်ပါဘူး။ရမှန်အပြင်လည်းလေဘောက်ဟာသူများအသင်းတွေခြေချောလို့ဘိုးဆွဲရမယ့်ပုံစံမျိုးလုံးဝမဟုတ်ပါဘူး။2015 2016ကလန်စတာနဲ့နိုင်ရအောင်လဲလန်စတာဟာဆိုပါရာဒီကချန်ပီယံဆုကိုထိုက်လိုက်တဲ့နယ်ဖြစ်လာတာဖြစ်ပါရင်ဒါကလေဘောက်ဥသာမကတန်းတက်လာလာချင်းပရီးမီးယားလိယူနိုက်တက်အသင်းတွေကဆော့ကရောက်လုံးပါရင်လန်စတာချန်ပီယံဖြစ်တာနဲ့မတူတာကလေဘောက်ဟာလန်စတာလိုပျောက်သွားတာမျိုးမဟုတ်ပဲပိုမိုကောင်းမွန်တဲ့လန်ခီအတွက်အဖွင့်လှလိုက်တာမျိုးဖြစ်ပါရင်နောက်ရဒီမှာလေဘောက်ပူတော်ချမ်းမာအောင်မယ်။ရမ 阿平、啊，你好,好，午好。 တမန်ဆန်တော့ကိုစလိုက်မိပါရင်ပွဲစဉ်34အပြီးမှာလီဗာပူးဟာ80နံပါတ်တွေရရှိထားပြီဖြစ်ပြီးရာသီကုန်မှု၄ဝဲလုံးမှာချန်ပီယံဖြစ်ခဲ့တာဖြစ်ပါရင်အကယ်၍လက်ချန်၄ဝဲကိုသာအနိုင်ကန်နိုင်ရင်လီဗာပူးဟာ96ပဲတိရသွားမှာဖြစ်ပါရင်ဂွာလာမတိုင်ခင်ပရီးမီးယားလိမှာချန်ပီယံဖြစ်ရမယ့်အသင်းဟာ85ပဲကျော်ရမှာဖြစ်ပြီးဂွာလာခင်မှာချန်ပီယံဖြစ်ချင်တဲ့အသင်းကတော့အမှတ်90ကျော်ရမှာဖြစ်ပါရင်လီဗာပူးဟာဒီတမန်မှုဆန်တော့ကိုကောင်းကောင်းလိုက်မိခဲ့တယ်လို့ဆရာမှာပါတဝဲပြင်းပြရမယ့်အားဖြင့်လည်းလီဗာပူးဟာချန်ပီယံရည်သွေးရှိပါရင်ဒီတော့လီဗာပူးဖန်တွေချန်ပီယံဖြစ်ချိန်မှာအောင်ပွဲအလွန်ကြုံခံလာတယ်မထူးဆန်ပါဘူး။ဘာလဲဆိုတော့သူတို့ရဲ့အောင်မြင်မှုကိုမထိုက်တန်တယ်လို့ပြောနေကြတော့ပါ။တကယ်တမ်းမှာရိုးလေးတွေးလိုက်ရုံနဲ့လီဗာပူးဟာ ာထိုင်းနိုင်ငံချန်ပီယံဖြစ်ခဲ့တာဖြစ်ပါရင်ရိုးရိုးလေးဘယ်လိုတွင်းမလဲရှင်းပါရင်မဘေးလီမှာဘိုးဆွဲဖို့ဆိုရင်ဒီအသင်းဟာဘယ်အသင်းထက်မဆိုနိုင်ဝဲပုံများရမယ်ရှုံးဝဲနေရမယ်တွင်းကိုပုံများရမယ်ဘေးကိုနေရမယ်ဒီအချက်အနေနဲ့ပြည့်စုံသွားတဲ့လီဗာပူးကချန်ပီယံဖြစ်သွားတယ်ဒါပါပဲဒါကိုဟိုအားဖြစ်လို့ဒီအားဖြစ်လို့တော့ရှောက်ပြောနေတာကချက်မပြေတာနဲ့ဒီပါရင်ပွဲပြီးလီဗာပူးနည်းပြအန်စလော့ကတော့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးတဲ့နောက်နောက်ရာသီမှာတခြားသောချန်ပီယံစုတွေကိုရယူမှာဖြစ်ကြောင်းခုလိုမျိုးပြောပါရင်ကျွန်တော်တို့အနေနဲ့တိုင်ဝဲဆိုဆူလာတိုင်းကိုစင်ခေါ်သွားမှာပါဒါကကျွန်တော်ရဲ့မျှော်လင့်ချက်မဟုတ်ပါဘူး ဒီဘက်ကိုတင်ထားရှိရမယ့်ရည်မှန်းချက်ဖြစ်ပါတယ်။ဒါကကျွန်တော်မရှိခင်ကလေးကမပြောင်းလဲခဲ့သလိုကျွန်တော်ရှိနေစင်မှာလည်းပြောင်းလဲမှာမဟုတ်ပါဘူး။ကျွန်တော်တို့စီမှာဆိုလာတွေစုခိုးနိုင်မယ့်ကစားသမားအစုအဝေးရှိပါတယ်။ကျွန်တော်တို့ကတယောက်တည်းမဟုတ်ပါဘူး။ချန်ပီယံလိမာရောပရီးမီးယားလိမာပါထိတ်တန်းအသင်းတွေရှိတာသိထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ချန်ပီယံဖလားတွေထည့်ယူဖို့ကြိုးစားသွားမှာပါလို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဗီဒီယိုလေးကလည်းပါပဲ။နောက်နေ့မှာလည်းအခါစားတွေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ။